ားလုံးပဲမင်္ဂလာပါရှင်။ဆရာမကတော့ IU International ဆေးရုံ Nursery Department မှာ Register နဲ့ဆရာမစင်မုံဖြစ်ပါတယ်။ IU International ဆေးရုံ Nursery Department မှာကလေးတွေကို နို့ဘလိုတိုက်ကလည်းလေဘလိုထုတ်ကလည်းတိုက်ပါဘလိုလဲရလဲအနီးဘလိုလဲရလဲရေပတ်ဘလိုတုတ်ကလည်းခေါင်းလျှော်နီးရေချိုးနီးတွေကိုစနစ်တကျပင်မေတို့ကိုတင်ကြားပြသပေးနေပါတယ်ဒီ browser တွေထဲကမှဆီမားကတော့ပထမအဆုံးအနေနဲ့မျက်နှာတင်နည်းနဲ့ခေါင်းလျှော်နည်းတွေကိုလက်တွေ့တင် जा ပြသပေးသွားမှာဖြစ်ပါရဲ့ရှင်။ baby လေးကိုမျက်နှာတက်ခေါင်းမလျှော်ခင် baby လေးအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုအရင်ဆုံးစုရပါမယ်။ baby လေးရဲ့ပစ္စည်းလေးတွေမကင်တွယ်ခင်မှာဆီမားရီယယ်လက်တွေကိုတန့်စင်အောင်စေချောရပါမယ်။ က်ပြနဲ့ဆေးနိုင်သလိုဟန်ဆန်နတိုင်ဇာနဲ့လည်းဆေးကျောနိုင်ပါရဲ့ရှင်။ဒီဘီလေးအင်ဂျီဒီဘီလေးအုတ်ထော်လက်အချီအိအနီးဒိုင်ပါဝက်တစ်ရှူတာဝယ်ကော်တွန်ပေါ်ညနာတန့်စင်စေးရေခေါင်းလျှော်ရေချိုးဖို့အတွက်လင်းစင်ဝိုင်းလေးအသုံးပြုပါမယ်။ ဒီပစ္စည်းလေးတွေဆုံးပြီဆိုရင်တော့ဆရာမတို့ baby လေးကိုမျက်နှာသစ်ခေါင်းလျှော်ပေးလို့ရပါပြီရှင်။ခေါင်းမလျှော်ခင်မှာရေကိုအရင်စမ်းသပ်ရပါမယ်။ရေကိုဘယ်လိုစမ်းရမလဲဆိုရင်မမေတို့ရဲ့လက်အတွင်းသားလေးနဲ့စမ်းကြည့်ရပါမယ်။ရေအားပူလုံးအေးလုံးဖြစ်မနေရပါဘူး။မမေတို့ခံနိုင်တဲ့အနေအထားဆိုရင် baby လေးလည်းခံနိုင်ပြီးတော့မမေတို့မခံနိုင်တဲ့အနေအထားဆိုရင်တော့ baby လေးအတွက်အရန်ပူမဲ့ခြင်းလေးဖြစ်ပါရဲ့ရှင်။ပထမဆုံးအနေနဲ့ baby လေးရဲ့ diaper ကိုအရင်ဆုံးစစ်ပါမယ်။ ီးရင်တော့ baby လေးရဲ့ခန္ဓာကိုယ်အပူချိန်မကျဆင်းအောင်အနီးလေးပြန်ပြီးထုတ်ပေးထားပါမယ်။အနီးထုတ်ပြီးပြီဆိုရင်တော့ baby လေးရဲ့ခေါင်းရဲ့ဇက်ရဲကိုမိမိရကင်ပေးရပါမယ်။ဇက်မလဲအောင်မှာကြံလက်တစ်ဖက်ကတော့ညီမတို့ baby လေးရဲ့တင်မကိုကင်ပြီးတော့ညီမတို့ခြိုင်းအောင်မှာမိမိရညှက်ပေးရပါမယ်။နားနောက်ဖက်ကိုတော့ညီမတို့လက်လေးနဲ့ကာပေးထားရပါမယ်။ရေမွေအောင်မှာခေါင်းစားလျှော်ပါမယ်ရှင်။ ောင်းချောင်မယ်ဆိုရင်တော့ပထမအဦးဆုံးကလေးရဲ့စပင်လေးတွေကိုရေရင်ဆွတ်ပေးရပါမယ်။ပြီးရင်တော့ cleansing wine လေးနဲ့ကလေးရဲ့ခေါင်းကိုမြင်သာစွာဖုတ်ပေးရပါမယ်။ cleansing wine လေးတွေရွေးချယ်အသုံးပြုမယ်ဆိုရင်တော့အနက်မပါတာ၊ဆက်ပြပြင်းပြင်းမပါတာ၊အဆိုဓာတ်ကိုကြာရှည်စွာထိန်းပင်းနိုင်တဲ့ product မျိုးကိုရွေးချယ်အသုံးပြုသင့်ပါတယ်ရှင်။ပြန်တော့ခေါင်းကိုပြောင်းရေးဆေးပေးရပါမယ်။ခေါင်းရဲ့နောက်တွေပါပြောင်းဆေးပေးရပါမယ်ရှင်။ ခေါင်းချောက်ပြီပြီဆိုရင်တော့ဘေဘီလေးကိုရေတမ်းမချိုးဘဲနဲ့ဘေဘီလေးကိုခေါင်းချောက်အောင်အရင်တုပ်ပေးရပါမယ်။ခေါင်းတုပ်တဲ့အခါမှာလည်းကလေးရဲ့ခေါင်းနှစ်ဆက်လေးကိုတေချာခိုင်းထားပြီးတော့ကလေးရဲ့သပင်လေးတွေကိုညင်သာစွာတော်ဝယ်လေးနဲ့တုပ်ပေးရပါမယ်ရှင်။ကောင်းချောင်းအောင်တုပ်ပြီးပြီဆိုရင်တော့ကျမတို့ကဘေဘီလေးကိုစတင်ပြီးတော့မျက်နှာသစ်ပေးမှဖြစ်ပါရဲ့ရှင်မျက်နှာသစ်မှာဆိုတော့တန့်စင်ထားတဲ့ကွန်းလုံးလေးနဲ့မျက်နှာသစ်စေးရည်လေးကိုယူပါမယ် နှလုံးလေးကိုစပြီးတော့တန်းစင်ပါမယ်ရှင်နှလုံးလေးရဲ့အတွင်းဘက်နဲ့အပြင်ဘက်ကိုဖြည်းဖြည်းချင်းပုတ်ဆွဲပါမယ်တစ်ဖက်ကိုကော်တွန်သလုံးဝန်သားလင်းအသုံးပြုပေးရပါမယ်နောက်တစ်ဖက်ကိုတန်းစင်တော့မယ်ဆိုရင်တော့နောက်ထပ်ဂွန်းလုံးတစ်တလုံးထည့်ယူရပါမယ်ပြီးရင်တော့နှလုံးအတွင်းဘက်ကနေပြီးတော့အပြင်ဘက်ကိုဖြည်းဖြည်းချင်းဆွဲပေးရပါမယ်ရှင်ပြီးရင်တော့ညနာစာတက်ပါမယ် နှစ်ပူးလေးတွေကိုစပြီးတော့ညနာတန်းစင်ပေးပါမယ်။ဖြည်းဖြည်းချင်းမဲသွားပါမယ်။ပြီးရင်နှာခေါင်းလေးကိုတန်းစင်မယ်။ပြီးရင်ပါးလေးတွေကိုတန်းစင်မယ်။ပြီးရင်တော့မေးစီလေးတွေတန်းစင်မှာဖြစ်ပါတယ်။အခုကတော့ကလေးလေးတွေကိုမျက်နှာတင်နီးနဲ့ခေါင်းလျှော်နီးတွေကိုလက်တွေ့ပြသပေးသွားရပဲဖြစ်ပါရဲ့ရှင်။နောက်ဗီဒီယိုမှာကလေးတွေကိုရေဘလိုချိုးရလဲဆိုတာကိုဆက်လက်ပြသပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။